ကျွန်တော်မြင်တာကျွန်တော်သိတာကိုပြောပြနေတာပါအခုကျွန်တော်ကိုတိုက်ခိုက်နေတယ်တိုက်ခိုက်နေတယ်တက်မတော်သားတက်ထင်းတယောက်ပေါ့နော်ရပါတယ်ကျွန်တော်တက်မတော်သားကိုကျွန်တော်ချစ်နေရရင်ဂျင်းနေပါတယ်ဒါပေမဲ့အဲ့ဒီအကြောင်းတွေကိုကျွန်တော်ညကြာရင်ယူကျုမှာပြောပြပါမယ်ဒီနေ့ဇော်ဖွင့်ကိုကျွန်တော်တက်စိန်ခေါ်တဲ့အကြောင်းတရားတွေဟာဒီကောင်ကလေးတည်းကပေါ်လာတယ်ကျွန်တော်တို့တက်မတော်ချစ်ချင်အောင်စောင်းတယ်အလူခံစားတယ်တက်ပြင်းဒီဖြစ်လို့ကလည်းညကြီးကိုလုပ်သေးတယ်ကျွန်တော်အကုန်သိပါတယ် ပြီးတော့အုတ်ချီကအရာရှိစစ်တရီကိုလှူဒန်းချင်အောင်ဆောင်ပြီးတော့စစ်တရီနေမေးတယ်တစ်ဖက်ရန်သူပီလီယက်တွေကိုတရင်ပေးတယ်ဒါကြောင့်အဖြစ်အနာတွေဖြစ်ကုန်တာဒီကြောင့်တရားတွေကိုသိတဲ့အတွက်ကျွန်တော်ဇဘွေးနောက်ကိုတောက်လျှောက်လိုက်နေတာနော်ဇဘွေးတို့အစ်စ်တို့ကကျွန်တော်တို့နဲ့အားကြီးဝေးတယ်ဒီဟာလမ်းမကြီးကလိကချီအောက်တန်းစာနော်တမတော်သားအရာရှိစစ်တရီကိုတွေးခွဲပေးတယ်နိုင်ငံဝန်ထမ်းတွေကိုတွေးခွဲပေးတယ် ပြည်ရောတက်မလို့နဲ့နိုင်ငံဝင်တဲ့ဒီပေါ်မှာထင်အောင်ထင်မှာဖြစ်အောင်တွေးထုတ်လှုပ်ဆောင်နေတဲ့ Madrid MDY ပြည်ထဲကကောဒီကောင်ပြင်ဒီကောင်နောက်ကဆရာဆရာကြီးတွေကိုပါမင်းသားကြီးနဲ့အဖွဲ့ကပေါ်ထုတ်အောင်ပဲဆိုတဲ့ကြောင့်နိုင်ငံလုံးမှာရှိတဲ့ရဲရှင်ပြည်ပြည်သားတိုင်းရင်းသားများအားလုံးကိုကျွန်တော်မင်းသားကြီးကဂရုပေးနေအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်လော်ဘီစော်ဘုံဟိန်ခေါ်အာကြီးဟာ မန္တလေး PD အထောက်ပို့တယောက်ဖြစ်ကြောင်းတတိနှစ်တကွာချပြလိုက်တဲ့ရုပ်တံနဲ့အတူအတင်းအကျပ်စစ်မှုထမ်းခိုင်းခြင်းသည်ရာဇဝတ်မှုမြောက်ကြောင်း UNG ဘက်ကပြောလာတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါတယ်။အာနာသိန်းစစ်ကောင်စီသည်အသက်၁၈နှစ်မှ၃၅နှစ်အတွင်းရှိလူငယ်များကိုစစ်ရေးဖြူဟာတရက်အနေဖြင့်ကျင့်သုံးကာအတင်းအကျပ်စစ်မှုထမ်းစေခိုင်းနေခြင်းသည်လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုဖြစ်သည်ဟု UNG ၏လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကပြောကြားလိုက်သည် ယနေ့ဧပြီ28ရက်ညပိုင်းတွင်ထုတ်ပြန်သည့် NUG လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအတ္တမစစ်မှုထမ်းစီခြင်းမြန်မာနိုင်ငံရှိအတင်းအကျပ်စစ်မှုထမ်းစီခြင်း၏လက်တွေ့အခြေအနေများစီရင်ခံစာတွင်ယခုလိုထည့်သွင်းပြောဆိုထားခြင်းဖြစ်သည့်ထိုစီရင်ခံစာတွင်အတင်းအကျပ်စစ်မှုထမ်းစီခိုင်းခံခဲ့ရသည့်လူငယ်များ၏ထွက်ဆိုချက်များကိုဖော်ပြထားပြီးလူငယ်များ၏နေအိမ်များလုပ်ငန်းခွင်များနှင့်စစ်ဆေးရေးတိတ်များတွင်အကြမ်းဖက်စစ်အုပ်စု၏ဖမ်းဆီးမှုများကိုရင်ဆိုင်ခဲ့ရကြောင်းဆိုသည် စုဆောင်ခြင်းခံရသည့်လူငယ်များထဲတွင်အသက်မပြည့်သေးသည့်ကလေးငယ်များနှင့်စစ်မှုထမ်းရန်ရုပ်ပိုင်းစိတ်ပိုင်းမတန်ဆွမ်းသူများလည်းပါဝင်ပြီးအမည်စရင်းကောက်ကမိသားစုထံမှငွေညစ်တောင်းခံသည့်ဖြစ်ရများလည်းတွေ့ရသည်ဟုဆိုသည်။သို့သောအရေးအတွက်အပြင်တိတိကျကျဖော်ပြထားခြင်းမရှိပေ ရင်းကြောင်ကုလသမဂ္ဂအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်နိုင်ငံတကာအတိုင်းဝိုင်းနေဖြင့်အကြံဖက်စစ်အုပ်စု၏လုပ်ရက်များကိုရပ်တန့်ရန်ထိရောက်သည့်စီးပွားရေးပိတ်ဆို့မှုနှင့်လေရင်စီအပအဝင်လက်နက်များတင်ပို့ရောင်းချမှုအားပိတ်ပင်ခြင်းတို့ကိုချက်ချင်းလှုပ်ဆောင်ရန်လိုအပ်ကြောင်း NUG ကတိုက်တွန်းထားသည်။တန်ရှင်းတည်ကြည်တန်ရှင်းတည်ကြည်ဖြောင်းမတ်မြည်ဆိုပြည်သူတိုင်းကလိုလားကြသည့်အာဃဝင်တန်းဖြစ်လိမ့်မည်။ထို့သောမဟုတ်အချင်းရုပ်လျက်ဒုက္ခပေးရန် စိတ်မှပြန်ပြီးမှန်သူမှသူနှစ်ဖက်လူကိုယူငင်လက်စားအပူများဖြင့်စားကြတော့ကြပျော်မွေ့ကြလင်မုတ်ချသေးကြတစ်ချိန်မှာတော့နှုံချနိုင်ပါကြလိမ့်မည်ပြုတ်ပြင်းသွားကြစေခြင်းသည်တဲ့မောင်ရဲချန်တောင်ကြီး28လ2025 7နှစ်မှရေးထားတဲ့ခပြားလေးဖြစ်ပါတယ်ပေါ့နော်မင်္ဂလာရှိသောနေ့ရပါတဲ့မြစ်တာလုံချွန်အေးချမ်းပါစေတဲ့နော်နောက်တစ်ခုကတော့ကလေးမျိုးပေါ့နော်ကလေးမျိုးတရင်ညီပါမယ် လေးဓာကဆောင်မှုဥအောင်ကြိုဆိုင်ကတော့ကလေးမျိုးအတွက်ตาတဲ့ကလေးမျိုးအတွက်တက်တာရေးမျိုးအတွက်အေးချမ်းตาရရေးစစ်တပ်ပြည်သူစစ်များအတွက်တကယ်ဖခင်စစ်စစ်ကြီးတာတဲ့စစ်တိုက်ချင်သူစစ်သားရဲ့ပြည်သူစစ်များကိုခဲရန်လက်နက်အကုန်ဖြည့်ဆည်းပေးတယ်တဲ့အောက်ခြေစစ်တီတွေကစစ်တိုက်ဖို့ပဲလုပ်တယ်တဲ့အောင်မြင်မှုအလိုက်စူကြေးတွေတတ်မှတ်ပြီးသားပါတဲ့ပြည်သူစစ်စစ်တရွာမှာရှိနေပါကြတော့လုံခြုံရေးအခွင့်များပြည်သူစစ်များအနေဖြင့် မိမိတို့လက်ရှိဆုံးရှုံးထားသောနေမင်းများကိုပြန်လည်ရရှိအောင်အကြမ်းဖက်များကိုရှင်းလင်းစေလိုကြောင်းဒါကသာမူကြီးဥအောင်ဆိုင်ကျော်ဥအောင်ကျော်ဆိုင်ကလည်းလိုအပ်သောစီရင်ထောက်ပံ့မှုများကိုအပြည့်အဝထောက်ပံ့ပေးမည်ဖြစ်ကြောင်းတရင်ကောင်းပါရပါတယ်။တကြံအတွက်ဒါကသာမူကြီးကဒါကသာတက်နေအတွင်းအဟာရဒါနအဟာရဒါနနေ့စဉ်ပြုလုပ်ခဲ့လို့အရာရှိအရာခံအကျက်စစ်တီများကလည်းဒါကသာမူကြီးကိုအယံအားကိုလေးစားကြတယ်တဲ့။တချို့သောတက်မိသားသူတွေကဝမ်းနာလုံးလုံးငိုကြတယ်တဲ့။ပြည်သူစစ်ရွာဖြစ်သောကြံသာရွာအကျမ်းဖက်လက်အောက်ကိုကြားရောက်တာ ဒါကစားမှုကြောင့်မဟုတ်ပဲအဲ့ဒီမှာတာဝန်ကျနေတဲ့အရာရှိတဲ့တချို့ခံယူချက်မကောင်းတဲ့ပြည်သူစစ်တွေကြောင့်သာဖြစ်တယ်တချို့ပြည်သူစစ်တွေကခံယူချက်နည်းတယ်တာကစားမှုကြီးလို့စစ်သားတွေအပြစ်ရှိတဲ့လူမျိုးရထားတာတဲ့အရန်ကန်ကောင်းတယ်ပြည်သူစစ်ခြေရွာ၌တာဝန်ထမ်းဆောင်ကြသောအရာရှိစစ်သည့်ရဲတပ်ဖွဲ့ပြည်သူစစ်တပ်ဖွဲ့များမိမိရွာမိမိဒေသအတွက်ကာကွယ်ရင်းမိမိတို့လိုအပ်ချက်ကိုအမြဲဖြည့်ဆည်းပေးတဲ့ဒါကစားမှုကြီးဥအောင်ကျော်ဆိုင်အတွက်အောင်ပွဲများကိုမကြခင်ယူဆောင်ပေးမယ်လို့စစ်နယ်ရွာပြည်သူများကအယံမျှော်လင့်နေကြပါတယ်တဲ့ ခံကောမျိုးနဲ့ပြည်သူစစ်ကြေးရွာဖြစ်သောမြောင်ခရမ်းရွာကိုအကြမ်းဖက်များကတင်းတော်ကြေးရွာမှာ29ရက်လေးလ2025 MP 7နိုင်45အချိန်တွင်စတင်တိုက်ခိုက်ခဲ့တယ်။ကလေးမျိုးနဲ့တောင်ပိုင်းပြည်သူစစ်ကြေးရွာဖြစ်သောကြံသာရွာတိုက်ပွဲ၌အကြမ်းဖက်ရန်သူ၏ drone သည်ငါးစီးအမြဲကောင်းကင်၌ပြန်ဝဲလျက်ရှိပါတယ်။ထို့အတွက်ကြောင့်ရန်သူ၏ drone ကိုချိန်မုံတိုက်ခိုက်နိုင်ရန်နိုင်ငံတော်ဝန်ကြီးချုပ်နဲ့နိုင်ငံခေါင်းဆောင်များကိုအထူးပြင်ပြပါတယ်တဲ့။ကလေးမျိုးဓာကစားမှုကလည်းပြည်သူစစ်များလိုအပ်သောထောက်ပံ့ရေးများကိုထောက်ပံ့ပေးနေပါတယ်တဲ့။ပြည်သူ့ကြေးရွာဆက်နေရမှာဓာကစားမှုကြီးကို ဒါကသာမူကြီးကလည်းပြည်သူစစ်လိုအပ်သောထောက်ပံ့ရေးများကိုထောက်ပံ့နေပါတယ်တဲ့ပြည်သူစစ်ကြေးရဆွနေရမှာဒါကသာမူကြီးကိုမိဘရဲတပ်ဖွဲ့အားကိုးလျက်ရှိပါတယ်တဲ့ထို့အတွက်ကြောင့်နိုင်ငံတော်ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင်ဟာရန်သူကြီးတို့ဒုံးဒီပညာလူလက်နဲ့နီးများကိုတဲ့လိုအပ်တယ်လို့ကူညီထောက်ပံ့ပေးပါရဲ့အတနာခံတင်ပြအပ်ပါတယ်တဲ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဟိုပါပေါ့အဲညောင်ချိုးပကံခွဲတောင်ပို့ကြီးတဝိုက်ကိုတက်မတော်ကနေအပြီးတိုက်ချိန်မုန်းနိုင်ခဲ့ပြီတဲ့နော်တောင်ကုတ်ကိုနောက်ထပ်ဆက်လက်တိုက်ပွဲဝင်မှာဖြစ်ပါတယ်ပေါ့နော် အဲ့တော့တက်မတော်ကတော့ဒီနောက်ပိုင်းမှာပြည်ပြည်စီစီနဲ့အဲအောင်မြင်မှုရလာတဲ့နေရာတွေလည်းရှိတာပေါ့ဗျာအဲအဲ့လိုမျိုးရှိတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါပြင်ဦးနေကိစ္စဗျာနော်ပြင်ဦးနေကိစ္စဒါတော့ဟိုဘုသူ့ပြဏာမှာမကြည့်ပဲနဲ့ဒါအောက်ခြေမှာဖြစ်ပြနေတဲ့အခြေအနေတွေနဲ့နော်ဒီနိုင်ငံတော်အကြီးအကဲတွေနဲ့နောက်တော့ဒီပြင်ဦးနေမှာရှိနေတဲ့ဥပမာတစ်ခုပေါ့နော်ထွေအုပ်လို့လို့မဘာဆောင်မှုလို့လို့အဲ့လူမျိုးတွေကိုဟိုသိသိကျင်တာပေါ့နော်သိသိကျင်တာပေါ့ဒီကတော့လက်ရည်မှုနဲ့ကိုရေးပို့လာတာပါပေါ့နော်28ရက်၄လ28ရက်၄လ2025တို့ကိုဇော်ကျွန်တော်နာမည်ကဇော်ဖုံးဟိတ်ဘာကောင်းနဲ့ဖုံးတာပါပေါ့နော်မိုးမဟုတ်ပါဘူး အမိမကောလို့သူပြည်သူတို့ရေခွက်ကြံရင်ခွင့်ချက်ပြင်ဦးလေးမျိုးနန္ဒဝင်ရက်ခွက်ကြီးကိုဝေးတော်လေနဲ့စစ်မှုထမ်းရလူတဝူးလင်းသုံးသိန်းတောင်းခံပြီးအိမ်တော်သူတစုလေးငါးတောင်းကောက်ခံတီဟုချားပြရပါသည်တချို့လက်လုံးလက်စားသမားများမှာတဲ့ဘေးမှာ20တိုးဖြင့်ရှာကထဲ့နေကြပါသည်တဲ့ပြည်သူများဆင်းရဲသည့်တဆင်းရဲ၍ဒုက္ခများနေကြပါသည်တဲ့ကိုတော်ဘိုးရင်တည်စီရန်နဲ့ယခုလက်ရှိအခြေအနေကိုတင်ပြလိုက်ရခြင်းဖြစ်ပါတယ်တဲ့နော်ဒါကျွန်တော်ဟိုတလောကကျွန်တော်ကဒရင်တစ်ခုကိုမဟုတ်ဘဲနဲ့လေကျွန်တော် မပြောဘူးပေါ့နော်နောက်တစ်ခုကကျွန်တော်ကဒီအချိန်မှာကျွန်တော်အများအားပြောနေတယ်ကျွန်တော်တို့ကတက်နေပြီသူလက်တွဲကူတဲ့နော်အစိုးမြင်တဲ့အရာတွေကိုအားလုံးကတိုက်ခိုက်ကြရမှာအဲ့တော့ကျွန်တော်အများအားပြောနေတာကကျွန်တော်တို့ဒီခက်ပြတ်သွားတဲ့အချိန်မှာခက်ပြတ်သွားတာပဲပေါ့နော်ဒါကဒီတိုင်းကြီးကအကုန်လုံးဒီရေပေးတင်တယ်ငလင်တန်ပေးတင်တယ်ဟိုကိုပေးတင်တယ်အခုစစ်ပွဲတွေဖြစ်တယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့ကပြည်သူအားကိုယုံကြည်ရတဲ့တက်မတော်တရားပေါ်ထွက်စေခြင်းနဲ့အဲ့ဒီပြည်သူအားကိုယုံကြည်ရတဲ့တက်မတော်ကလည်းဒီအောက်ခြေမှာဖြစ်ပြနေတဲ့အကျင့်ပြတ်ခြားစားနေတဲ့အလုပ်တွေကို เนาะလက်တွဲညီညီပူပေါင်းပါဝင်တိုက်ပြတ်တင်တယ်ငွေတမျက်နှာပဲကိုကြည့်ပြီးတော့မှလုံးလို့ရှိရင်တခြားသောအဖွဲ့ကလောက်တာလားဟောเนาะဒီရကြေးအုပ်ကြီးတွေကလောက်တာလားတက်မတော်မလုပ်ပဲနဲ့အဲ့လိုလုံးနေတယ်နဲ့သူတို့ကတက်မတော်အစိုးရကိုပဲသူတို့ကပြောတယ်ပြီးရင်ကျွန်တော်တို့ရဲ့တက်မတော်သားတွေကိုပဲသူတို့မကောင်းမြင်တယ်เนาะအဲ့တော့ကျွန်တော်တို့တက်မတော်သားတွေကလည်းမကောင်းတဲ့အလုပ်ကိုပါဝင်ပူပေါင်းပြီးတော့တိုက်ပြတ်ရမယ်ရဲတပ်ဘက်ဝင်တွေเนาะပြည်သူစစ်တွေเนาะအဲ့တော့ကျတော့နိုင်ငံတော်အစိုးရအပါဝင်နိုင်ငံတော်အစိုးရကတက်မတော်ကာကွယ်ဦးစီးချုပ်ဖြစ်တယ်เนาะ တက်မတော်ကဝေဝူးကြီးကြိုးဖြစ်တဲ့အတွက်ကျွန်တော်တို့တက်မတော်ကနိုင်ငံအတွက်ကြိုးရိုးမှန်တိုင်းတပွဲရှိနေတာမလွဲဧကံပဲနော်အဲ့ဒီအချိန်မှာတက်မတော်ကဒီအချိန်မှာအခွင့်ရေးရတာပြည်သူလူထုအပေါ်ကိုတက်မတော်ဒီပြည်သူလူထုအပေါ်မှာဘယ်အချိန်ဘယ်ကာလုံးမှာနော်ဒီလိုမျိုးအလုပ်ရက်တွေမလုပ်ရက်မလုပ်ခဲ့ပါဘူးဆိုတာကိုပြတ်သားရမှာအဲ့တော့ကျွန်တော်တို့တက်မတော်ထဲမှာလည်းကောင်းတဲ့တက်မတော်သားတွေရှိတယ်လို့မကောင်းတဲ့တက်မတော်သားတွေပဲရှိတာပဲပဲတင်းနေမှာတော့မှဗျာအဆုံးပြုပါသေးတာပဲဟုတ်လားဆွမ်းဆန်သိနေမှာတော့မှချွတ်ချေးပါသေးတာပဲဒါပေမဲ့ဒါတွေကိုအတိတ်တရားတွေညံမျောမြင်နေ စဉ်းစားဆုံးဖြတ်ပြီးတော့ကိုယ့်ရဲ့မကောင်းတဲ့အကျင့်ဘဝဓာတ်တွေကိုပြင်ရင်းနဲ့ဒီလူအကူအရတဲ့တက်မတော်တရားကိုပေါ်ထွက်စေချင်တာပါเนาะအဲ့ဒါကလည်းဘာကြောင့်လဲဒီနိုင်ငံနဲ့ဒီလူမျိုးကိုအေးချမ်းစေစင်တဲ့စိတ်ဒီနိုင်ငံရဲ့ဒီလူမျိုးကိုအေးချမ်းအောင်ခေါင်းပြအောင်เนาะတူတူတန်တန်နဲ့နိုင်ငံအတွင်းမှာမိတင်းနေတိုင်းမျိုးကိုစီဝါကိုလို့လို့ရအောင်ကတက်မတော်နဲ့တက်မတော်သားတွေပို့ပြီးတော့အရေးကြီးတယ်တက်မတော်နဲ့တက်မတော်သားတွေဟာကာကွယ်ဆောင်ရှောက်နိုင်မှာရဲတပ်ဖွဲ့ဝင်များဆောင်ရှောက်နိုင်မှာပြည်သူတွေရဲ့ဘဝလုံခြုံမှာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ပြောတာနောက်နောက်တစ်ခုကတော့ကျွန်တော်အမြဲတမ်းပြောနေတယ်တက်မတော်တွေမှာ အခြေခံစစ်တီမိသားစုတွေကနေပြီးတော့မှအစစ်စစ်ဒုတကြက်တကြက်တကြက်ကြီးခြံနှုတ်စီကျူဒုရာကံဘူအရဆိုင်ဘူနော်ဒုဘူဒုဘူဘူဟလာဘူကြီးနော်အစစ်စစ်တမတော်အခြေခံမိသားစုတွေတမတော်သားတွေအားကိုးရတယ်အစစ်စစ်စင်ကဲစင်ကဲနော်ကိုကျင်းသာနာတရားစိတ်ရှိတဲ့နော်ကိုယ့်ရဲ့အောက်လက်ငယ်တော်ကိုပြန်ကြည့်တဲ့ခေါင်းဆောင်ခေါင်းတွေကိုပေါ်ထွက်စေချင်တာပါနော်ကျွန်တော်တို့ကလူတူတူတယောက်ရဲ့မျက်နှာကိုကြည့်လို့မရပါဘူးနော်အဲ့အဲ့အတွက်ကျွန်တော်က အကောင်းဆုံးเนาะကျွန်တော်မြင်တာကျွန်တော်သိတာကိုပြောပြနေတာပါအခုကျွန်တော်ကိုတိုက်ခိုက်နေတယ်တိုက်ခိုက်နေတယ်တက်မတော်သားတက်ထင်းတယောက်ပေါ့เนาะရပါတယ်ကျွန်တော်တက်မတော်သားကိုကျွန်တော်ချစ်နေရခြင်းနဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအကြောင်းလေးကိုကျွန်တော်ညကြ YouTube မှာပြောပြပါမယ်တနိုင်ငံလုံးမှာရှိရဲ့ရမ်းရှင်လူဒီဒီဒီသားတိုင်းသားများအားလုံးဘုရားတခါကြီးရဲ့ချစ်ဆုံးသားကြီးကဒါတော့ရှစ်ထားပြီးမင်္ဂလာအောင်နဲ့ပြည့်စုံကြပါစေလို့ဆုမွန်ခေါ်တောင်းပြလိုက်ပါတယ် ျွန်တော်ကကိုတိုင်းပြည်ကိုလူမျိုးကိုပါလာကိုတာလာအတွက်ကျွန်တော်ချစ်တဲ့တက်မတော်ကြီးအတွက်ကျွန်တော်အရန်ချစ်ရတဲ့ကျွန်တော်အဖွားကျွန်တော်အမေကျွန်တော်ရဲ့ညီညီမတွေကျွန်တော်မွေးရမျိုးစုံခွာပြီးတော့တနိုင်ငံလုံးကိုသွာလာပြီးတော့နိုင်ငံသားပြည်ဝတ်တာဝန်ကိုကြည်ကြည်လုံနဲ့ထမ်းဆောင်နေတာကျွန်တော်ပေနိုင်ငံတော်တမရကြီးဖြစ်ရမယ်ဆိုပြီးကြွေးကြော်ထားတာလည်းကျွန်တော်မင်းသားကြီးပါပဲဒီခါဒီမှာကျွန်တော်ပြည်သူတွေဟာထင်အောင်ထင်မှားတွေဖြစ်တတ်ကြတယ်လူပိကြိုက်ရောက်နေတဲ့လူတွေ လူဝိကျပြောနေတဲ့လူတွေကိုအထင်ကြီးကြတယ်ကျွန်တော်ကဒိုင်ဘီကိုညိုကိုပါတာကိုတာတာတွေကျွန်တော်ချစ်တဲ့တက်မလို့ကြီးတွေတိမ်ပေါင်းတောင်းချီကုန်ကြခံပြီးတော့လုပ်နေတာကျွန်တော်ဒေတာကြီးဘလောက်ကြီးဖွင့်ပြောတိုးတက်နေလဲဆိုတာကျွန်တော်ဒေတာကိုလာကြည့်ဘူးမှတွေ့ကြလိမ့်မယ်ကျွန်တော်တို့ကကျွန်တော်တို့ဘာလုပ်ပါလဲဆိုပြီးလိုင်းပေါ်တက်ပြီးတော့ခင်ဗျလူထင်ကြီးအောင်လုပ်နေတဲ့လူတန်းစားထဲမှာမပါဘူးကျွန်တော်နဲ့ဇော်ဖိုးင်းနဲ့ဘာပြက်နာမှမရှိဘူးအဲ့ခေါင်းနဲ့ကျွန်တော်နဲ့ဆင်ရတယ် အဝေးကြီးပဲဒီကောင်ကလူလိမ့်လူညာလူရုံးမှာမန္တလေး MD1 ပြည်ထဲကကောကျွန်တော်ကဒီကောင်နောက်လိုက်နေကြာပြီဒီကောင်ကတက်မလို့ဒါအရာရှိစစ်တီလူလူပါလေဆိုတဲ့အကြောင်းပြချက်နဲ့တနိုင်ငံလုံးကအလူရှင်ရဲ့ငွေတွေကိုခင်ဗျဘုံနေတာမစွတ်ဘူးခင်ဗျအလူပြပြီးတော့ကျွန်တော်အောက်ချီကတက်မလို့ဒါအရာရှိစစ်တီလူစစ်တီတွေမေးအဲ့စစ်တီတွေကိုမန္တလေး MD1 ပြည်ထဲကိုတင်းပြနေတဲ့ကောခင်ဗျမတော်ဘူးမစားဘူးမတော်မတော်ဘူးမလာဘူးတော့ဖြစ်တဲ့ပုံစံကြီးလိုက် လိုင်းတွေပေါ်မှာတက်ပြီးတော့ခင်ဗျာသူပြောဆိုနေတာကိုတိရဟိုက်ဒီတော့ကျွန်တော်ဖေကိုလည်းစော်ကားတယ်ကျွန်တော်အဖကိုလည်းစော်ကားတယ်ကျွန်တော်တက်မလာရာရှိစစ်တီကိုလည်းစော်ကားတယ်နိုင်ငံဝင်တဲ့တွေကိုလည်းစော်ကားတယ်ဒါကြောင့်ကျွန်တော်မင်းသားကြီးကဒီကောင်ကိုတက်စိတ်ခေါ်နေတာဒီကောင်ကျွန်တော်ဆက်ရအဝေးကြီးအဝေးကြီးဒီကောင်ကပါကောင်းမှမဟုတ်ဘူးဒီကောင်ရုပ်ရည်ဒီကောင်အပြောဆိုဒီကောင်အမှုရာအဲ့ကြည့်လိုက်ရင်ဒါမှရှိတဲ့ လက်ရှိပြုသည်ဒီကောင်အเจ้าကိုသိမှာပါကျွန်တော်တို့ကတနိုင်ငံတော့ပုံစံမျိုးစုံနဲ့ပွာလာလှုပ်ရှားနေတာနေရာတိုင်းမှာမင်းသားကြီးရှိတယ်မင်းသားပြောက်ဦးတဲ့နေရာဘယ်နေရာမှမရှိဘူးเนาะအဲကြောင့်မင်းသားကြီးကတနိုင်ငံတော့ဖြစ်ပြနေတဲ့အလုံးစုံသောဖြစ်ပြတဲ့အားလုံးကိုသိတယ်မင်းသားကြီးသိရင်မင်းသားကြီးအဖေနဲ့မင်းသားကြီးအဖသိတယ်လို့မင်းသားကြီးအနေနဲ့ပြောလို့ရှိတယ်ကျွန်တော်တို့ကယာရုအာနာအတွက် ထင်ပေါ်ကြော်ကြားမှုအတွက်ငွေကြေးဥစ္စာအတွက်လုပ်လို့မရမဟုတ်ဘူးလို့ကျွန်တော်လိုက်တယ်ကိုကြည့်ရတဲ့သူတိုင်းသိကြပါပါကျွန်တော်အပြေမှာတွေ့ရတဲ့လူတိုင်းလည်းကျွန်တော်ရဲ့စိတ်နေသဘောထားကိုသိကြပါကျွန်တော်ဟာအနေနဲ့တက်တော်သားအရာရှိစစ်တီရင်နဲ့နောက်မှရှိတဲ့ရဟရှင်ပြည်သူတွေကိုစေတနာတန်တဲ့နဲ့ကူညီပေးနေတဲ့တာမန်လူတယောက်ပါဒါကြောင့်ကျွန်တော်တို့ဟာ အေဂျင့်ဆိုနေပဲနေပါတယ်ဒီနေ့ဇော်ပွဲကိုကျွန်တော်တက်စိန်ခေါ်တဲ့အကြောင်းတရားတွေဟာဒီကောင်ကမင်းတို့ကပေါ်လာတယ်ကျွန်တော်တက်မှာတော့ချစ်ချင်အောင်စောင်းတယ်အလူခံစားတယ်တက်ပြင်ဒီပြလိုပဲရရကိုလုပ်သေးတယ်ကျွန်တော်အကုန်သိပါတယ်နော်ပြီးတော့အောက်ချေကအရာရှိစစ်တီကိုလှူဒန်းချင်အောင်စောင်းပြီးတော့စတဲ့နေမေးတယ်တစ်ဖက်ရန်သူ PDF တွေကိုတရင်ပေးတယ်ဒါကြောင့်အဖြစ်အနာတွေဖြစ်ကုန်တာဒီအကြောင်းတရားတွေကိုသိတဲ့အတွက် 就那社会人物多少来人啊？喏，就那如啊，拉手新边边来，要开咪多啊？开车来要开咪多啊？开车来多啊嘛？你那一钓嘞，是卡里个呀？公鱼啊，大鱼，酸钓鱼，里面啊，七对的，炸的，美来。开钓嘞，哎，五米，啥哩？转不浪钓的，水不白哩，干鱼碰着死，你就不要会收了。别个个鱼，一双大鱼，过网过，免打几个，免拉网的，重点那么几嘞。 ဇော်ဖိုင်းတို့အစ်စ်မျိုးကကျွန်တော်တို့အများကြီးဝေးတယ်ဒီကောင်ကလမ်းဘေးကကလေးကချီအောက်တန်းစာနော်တမတော်သားဗျာရှိစစ်တီတွေကိုတွေးခွဲပေးတယ်နိုင်ငံဝန်ထမ်းတွေကိုတွေးခွဲပေးတယ်ပြည်တွေကိုတမတော်နဲ့နိုင်ငံဝန်ထမ်းတွေပေါ်မှာထင်အောင်ထင်မှာဖြစ်အောင်တွေးထိုးလှုပ်ဆော်နေတဲ့ Mandarin MDY ပြည်ထဲကကောဒီကောင်ပြင်ဒီကောင်နောက်ကဆရာဆရာကြီးတွေကိုပါမင်းသားကြီးနဲ့အဖွဲ့ကပေါ်ထုတ်အောင်မယ်ဆိုတဲ့ကြောင်းနိုင်ငံလုံးမှာရှိတဲ့ရဲရှင်ပြည်ပြည်သားတိုင်းရင်းသားများအားလုံးကိုကျွန်တော်မင်းသားကြီးက ဒိတ်ပေးနဲ့ကျွန်တော်ရဲ့ပြောချနိုင်မှုကိုနေဦးချော်ပါတယ်။ဘုပြောတဲ့စကားတွေမှာကျွန်တော်ရဲ့ပြောဆိုမှုတွေဟာဟန်ပန်မူရာတွေအရရမ်းပြသွားရင်ကျွန်တော်ကိုခွင့်လွှတ်ပေးကြပါလို့တနိုင်ငံလုံးမှာရှိတဲ့ရဟန်းရှင်တွေပြည်သူပြည်သားတိုင်းသားများအားလုံးကိုကျွန်တော်မင်းသားကြီးကလက်ဆယ်ပါထိတ်မှမိုး၍တောင်းပန်အပ်ပါတယ်။ရောက်စောဖွဲ့အကြီးဟာဘုရားစစ်တီတော်တပ်ဖွဲ့ကြီးရဲ့ဦးစီးဦးဆောင်မင်းလာအောင်ခေါ်မင်းသားကြီးဆိုတာငါလေ။အစ်တဲရဲစစ်ကြီး